မင်းကလွှဲရင်ကုန်မဖြစ်ဘူးဆိုတဲ့အကြောင်းပြသခဲ့တဲ့ Bruno Fernandez ပရိသတ်များလုံးဝမိင်္ဂလာများ MT Daily Sport Page ကနေပြန်လည်ကြိုလိုက်ပါရင်ချစ်ချင်းတရားမှာအဓိကအရေးပါဆုံးအချက်ကဘာလဲဆိုရင်သစ္စာတရားလို့ဆိုရမှာပါသစ္စာတရားဟာလူတိုင်းနှုတ်ဖျားလေးနဲ့ပြောတတ်ကြပေမဲ့တကယ်တကယ်လည်းတွေ့မှာတော့အဆိုပါသစ္စာတရားဟာငွေကြေးဥစ္စာပစ္စည်းတွေလောက်တန်ဖိုးထားခြင်းမခံရတော့များတယ်လို့ပဲဆိုကြပါရင်တချို့တွေအတွက်သစ္စာတရားဟာရောင်းဝယ်တစ်ခုဖြစ်သလိုတချို့လူတွေအတွက်လည်းသစ္စာတရားဟာကိုယ်ဝေရာတစ်ခုလို့သတ်မှတ်ထားခဲ့ကြတာပါ ဒီထဲမှာအများစုကတော့တစ္ဆာတရားဆိုတာရောင်းကုန်တစ်ခုအဖြစ်သတ်မှတ်ထားကြသူတွေကများတယ်လို့ပဲဆိုကြပါတယ်အဲ့လိုလူသားတွေအထဲမှာတော့မန်ယူအသင်းရဲ့အသင်းကောင်းဆောင်ဖြစ်သူဘရူနိုဖာနန်ဒက်တရားမပါဝင်ခဲ့ဘူးလို့ဆရာမဖြစ်ပြီးပေါ်တူဂီသားကွင်းလယ်ကစားသမားဟာမန်ယူအသင်းကလွှဲရင်အသင်းပြောင်းဖို့စီကူမရှိသလိုဒီအသင်းမှာပဲသူ့ရဲ့ကစားမဘွားကိုမြုပ်နှံသွားဖို့အတွက်စိတ်ဆုံးဖြတ်ထားခဲ့ပြီလည်းဖြစ်တယ်လို့သိရပါတယ်ဒါပေမဲ့ဒီအကြောင်းအရာတွေဟာကောလာဟာလာသတင်းတွေသာဖြစ်ပြီးကစားသမားရဲ့နှုတ်ပြားကနေပြောကြားလာတာမျိုးမရှိသေးတဲ့အတွက် ဖြစ်ပါတယ်ပြောပြီးမှထားသွားခဲ့တဲ့လူသားတွေလို့ဖြစ်သွားမှာကိုလည်းစိုးရိမ်မိပါတယ်ဘယ်တော့မှထားမသွားဘူးလို့ပြောပြီးထားသွားခဲ့ကြတဲ့သူတွေရှိသလိုမင်းကလွယ်ပြီးဘသူကမှမချစ်ပါဘူးဆိုတဲ့လူတွေလည်းစားတယောက်နဲ့များသွားတယ်တတကားတွေလည်းများစွာမြင်တွေ့ခဲ့ကြတာဖြစ်တဲ့အတွက် Blue Final ရဲ့သတင်းတွေကဆက်ပြီးစောင့်ကြည့်သွားဖို့လိုအပ်နေသေးတာဖြစ်ပါတယ် ပရိသားကစားသမားနဲ့ပတ်သက်ပြီးပြီးကလေးနေ့ကထွက်ပေါ်လာခဲ့တဲ့သတင်းတွေအထဲမှာတော့ Sorry Club အိမ်လေအသင်းဟာ Bruno Fernandes နဲ့အတွက် Vidin Sanchez နဲ့ပြောင်းရွှေ့ကြေးတရနဲ့ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့စီစဉ်နေခဲ့တယ်လို့သိရပါတယ်။ကစားမားကတော့တပတ်ကိုပေါင်၁.၃သန်းဆိုတဲ့ပမာဏနဲ့အတူကမ်းလှမ်းထားခဲ့တယ်လို့သိရပြီးအဆိုပါပမာဏဟာကစားမားတစ်ယောက်အတွက်မလောင်ဆရာပမာဏတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Bruno Fernandes ကတော့ မယောသေးပါပဲဆက်ရှိသွားဖို့စိတ်ဆုံးမြတ်ထားတယ်လို့သိရပြီ sorry ဘက်ကကမ်းလှမ်းမှုတွေကိုလက်ခံသွားမှာမဟုတ်ဘူးလို့သိရပါတယ်အဆိုပါသတင်းဟာမယောအသင်းပြိသတ်တွေအတွက်ဝမ်းသာစရာသတင်းတစ်ခုလို့ဆရာမှာဖြစ်ပြီး Bruno Fernandes ဟာလက်ရှိမယောအသင်းကိုခေါ်အားရှိသလောက်ဆွဲတင်နေတဲ့ကစားမတယောက်လည်းဖြစ်ပါတယ်ဘောလုံးအစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ